မောင်မောင်တွေကိုချက်သိမ်းပေါင်းများစွာနဲ့ဂွန်ပြူငွေချင်းမြင်လိုက်တဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာအာဆီယံအော်စတာအသင်းအတွက်တလုံးနေသောအနိုင်ကိုကိုသွင်းယူပေးခဲ့တဲ့မြန်မာလက်ရွေးစင်ကွန်းလေကစားသမားမောင်မောင်တွေကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF အလို့အမှုဆောင်အဖွဲ့ကချက်သိမ်းတထောင်နဲ့အမတ်တရဆုချီးမြှင့်ခဲ့ပါတယ်မောင်မောင်တွေကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားတဲ့အာဆီယံအော်စတာအသင်းမှာ မြန်မာနိုင်ငံအသင်းကိုစားပြုတူရဲတော်ကစားသမားအဖြစ်ပြချေခံခဲ့ရတာဖြစ်ပြီးတော့ပွဲကစားချိန်ဒုတိယပိုင်းမှာသာလူစားဝင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်ဒါပေမဲ့ပွဲချင်း80မိနစ်မှာတော့တလုံးနေသောအနိုင်ကိုကိုမောင်မောင်လွင်ကတွေးယူပေးခဲ့တာပါဒီကွန်မြူချင်းမြင်ဝင်ကိုတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF အလို့အမှုဆောင်အဖွဲ့အစည်းအဝေးမှာချီးမြှင့်ခဲ့တာဖြစ်ပါတယ်အခမ်းအနားကိုတော့ ။မောင်မောင်လင်ကို MFF ဥက္ကဋ္ဌဦးစောစောနဲ့အလုံအမှုဆောင်အဖွဲ့ဝင်တွေကလက်ခုပ်တီးကြိုးစို့ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့33ကြိမ်မြောက်စီကင်းပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာ U22 ဘောလုံးအသင်းမြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမြန်မာအမျိုးသမီးဖူဆယ်အသင်းတွေအောင်မြင်ရေးကြိုတင်ပြင်ဆင်မှုတွေနဲ့ မြမလက်ရွေးစဉ်အမျိုးသားနဲ့အမျိုးသမီးအသင်းတွေတက်တန်းအလိုက်အသင်းတွေနဲ့အဖူဆဲအသင်းတွေအနေနဲ့အာရှနဲ့အာဆီယံပြိုင်ပွဲတွေအတွက်ရည်မှန်းချက်နဲ့ပြင်ဆင်မှုတွေကိုလည်းသုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။အဆုံးထိဆောင်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။